ိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာအင်ထောင်ရေးဖောက်ပြန်မှုအများဆုံးတစ္ဆောင်မရှိဆုံးနိုင်ငံစီးရင်မှာ ထိတ်ဆုံးကရပ်တည်နေတယ်လို့ Insider Monkey အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကမ္ဘာနိုင်ငံတွေထဲမှာထိုင်းနိုင်ငံဟာအင်ထောင်ဘက်အချင်းချင်းလဲလဲမှုနှုန်း57ရာခိုင်နှုန်းနဲ့အမြင့်ဆုံးစီးရင်ဝင်နိုင်ငံဖြစ်နေတယ်လို့ဖော်ပြပါတယ်။အထူးသဖြင့်အိမ်ထောင်ရေးမှာအငယ်အနှောင်းတွေပြိုင်တူထားလေးရှိကြပြီးလိမ်မှုကိစ္စတွေမှာအပြော့အပါမှတ်တဲ့သူတွေဖြစ်တယ်လို့အစီရင်ခံစာကဆိုပါတယ်။ Insider Monkey အစီရင်ခံစာဟာလူပေါင်း2400နီးပါးရဲ့အချက်အလက်ပေါင်း1.9တန်းကျော်ကိုအခြေခံတွက်ချက်ပြီးထုတ်ပြန်တဲ့အစီရင်ခံစာဖြစ်ပါတယ်။အစီရင်ခံစာမှာလွန်ခဲ့တဲ့1960ခုနှစ်ကတည်းကလူတွေဘလိုလိမ်လည်လှည့်ဖျားခဲ့တယ်ဆိုတာကိုစူးစမ်းဖော်ထုတ်ထားတာပါအစီရင်ခံစာအရထိုင်းနိုင်ငံဟာအိမ်ထောက်ပတ်အချစ်ချင်းလိမ်လည်မှု52ရာခိုင်နှုန်းနဲ့အမြင့်ဆုံးဖြစ်ပြီးဒိမတ်က56ရာခိုင်နှုန်းနဲ့ဒုတိယအများဆုံးဖြစ်ပါတယ် ဲ့ဒီနိုင်ငံတွေရဲ့နောက်မှာတော့ဂျာမနီနဲ့အီတလီနိုင်ငံက45ရာခိုင်နှုန်းရှိပြီးပြင်သစ်နိုင်ငံက43ရာခိုင်နှုန်းနဲ့ပြင်စမနေရာမှာရှိနေတာပါအမျိုးသားအများစုဟာအချစ်မခံရရင်လေလွန့်တက်ကြသလိုအမျိုးသမီးအများစုကလည်းဆွဲဆောင်မှုမရှိတော့ဘူးလို့ခံစားမိရင်အိမ်ထောင်ရေးဖောက်ပြန်လာတတ်တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။